ဆန့်ကျင်တဲ့ဘိတ်မောက်တာနှခါရှိပြီဖြစ်တဲ့အတွက်ကြောင့်မကြာခင်မှာတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။စစ်နရိတ်ခါတွေကိုတိုးလောင်ထားကြပါလို့ဘလို့ဖြစ်ဖြစ်ဘူးလက်ပြောတဲ့စကားကိုစစ်တပ်ကမကြိုက်လို့လာခေါ်ပါတော့ကျင်းနေအဲ့ဒီအတွက်ကျွန်တော်တို့ဒီနေရာမှာစစ်တပ်တဲ့ဝင်ဖို့ကချင်ပြည်နယ်တနိုင်းကနေပြီးတော့တာနေပြီးတော့အထိဆိုင်ငယ်နဲ့ဆင်းလာတယ်။အဲ့မှာသူကမန်းလေးမှာတည်စင်ကကြုံမယ်ဆိုပြီးတော့လည်းပြောထားတာလေ။ ရှင်နဲ့ကြိုဆိုပါတယ်ဒီနေ့မိတ်ဆွေဟာဆန္ဒရှင်မုံတီးပြီးတော့တရားမျှတမှုလိုလာတဲ့တော်လိုက်ရေးရေပေါ်တယောက်ဖြစ်တဲ့ဆိုရင် channel လေးကို subscribe နေပေးပါပြီးတော့ video ကိုကျွန်တော်နဲ့တူအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဒါကတော့အခု Facebook ပေါ်မှာဒါတော့အခု internet ပေါ်မှာပိုလောရိုက်နေတဲ့တင်ဖြစ်ပါတယ်တစဉ်ဦးစတားစုဆောင်ရေးမှာပါလှူရှားလာတာကို တွေ့နေရပါပြီဟုတ်တယ်เจ้าထောင်ရသေးရကြလားတယ်เจ้าထောင်လေးမြေမနေပါဘူးဟဲ့ဟဲ့ဒီကြီးတန်းသဇင်ဦးဖန်ဟာလားသဇင်ဦးကောင်းလေးလုပ်ချင်တာဟာလားဟိုကတထဲဝင်มาပြတ်ကြိုက်မှာလို့ပြောတာဟာလားဟိုက surprise kick ကဘယ်နှခါပေးရအောင်နှခါဘယ်ဟိုဘယ်စကားပြောမင်းပြောတတ်ဘူးလားဘာတွေပေးရအောင်ပန်းစည်းရဘန်းစီရဘလားဘန်းစီရဘလားတော့ပတ်စံဘန်းစီရဘလားဟမ်ဟုတ်ပြီဝဲဘန်းစီရ၆သိန်းဝဲလက်စုတ်ကရ နင်းနော်နော်လာအခုကလည်းအဲ့တနင်္ဂနွေနေ့မင်းအဲ့နေပြော်သွားမှာမန်လေးဒီကမန်လေးကမန်လေးကဆောက်မှာလာကြုံမှာဟောဟေးဟုတ်ပြီဟုတ်ပြီဒီဗီဒီယိုဘန်တို့လို့ရှိရင်မတ်တဆင်ဦးရေခင်ဗျာကောင်းလေးလေလာခေါ်ဦးနော်တော်တော်စီရအောင်ဆိုးပါကွာတဆင်ဦးအခုကြည့်စီယုံရေးမှုတာဝန်အပြင်နဲ့စစ်သားစုဆောင်ရေးမှာပါတွက်ဖက်တာဝန်ထမ်းဆောင်လိုက်တာပေါ်တယ်ပြောနေပြီ တဇင်ဦးနဲ့ပတ်သက်တဲ့ကိစ္စပြောစစ်တပ် lobby ပေါ့နော်စစ်ကောင်စီရဲ့ lobby ဖြစ်တဲ့တဇင်ဦးအဲရီတော့ကြီးရတယ်ဗျာတပ်ဖွဲ့တွေကလည်းဖမ်းမိလာတဲ့ဟာမှာအဲ့အဲ့တဇင်ဦးနဲ့ပတ်သက်တဲ့ဟာဘလို့လဲဆိုတော့ဒီအသက်20ရွယ်ကောင်လေးပေါ့နော်အဲဒါနေထက်ခိုင်ဆိုတဲ့အဲ့ကောင်လေးကဒါတော်လင်းတပ်ဖွဲ့တွေရဲ့ရောက်ရှိတဲ့နေရာနောက်ကိုသူလည်းရောက်လာတဲ့ချိန်မှာသူကမတင်ကားလို့စစ်ဆေးတဲ့အခါကျတော့စစ်တပ် lobby တဇင်ဦးကိုသတ်တွေ့ပြီးတော့သူကစစ်တပ်ထဲဝင်ဖို့ကချင်ပြည်နယ်တနိုင်းကနေပြီးတော့ဒါနေပြီးတော့အထိဆိုင်ငယ်နဲ့ဆင်းလာအဲ့မှာသူကမန်းလေးမှာတဇင်ဦးကကြုံမယ်ဆိုပြီးတော့လည်းပြောထားတာလေ အဲလုံးဝတော့အချစ်အတွက်တော့အချစ်အတွက်သူကဘာဖြစ်လို့အဲ့လိုမျိုးဒါစစ်တပ်ထဲဝင်ပါလဲဆိုတော့သူတကြိမ်ဦးကိုရမ်းကြိုက်အရန်သဘောကျတာပေါ့နော်အရန်သဘောကျပြီးတော့သူကပိုးပိုးကြီးပန်းကြီးတွေပါပြေးတာအဲကြောင့်လည်းပြောပြအဲ့တော့အဲ့လိုမျိုးပြောတဲ့ချိန်မှာတကြိမ်ဦးကလုံးဝလက်မခံနိုင်သူကဘာပြောလဲဆိုတော့သူကလုံးဝစစ်တပ်ထဲကိုဝင်မယ်ဆိုရင်စစ်သားလုံးမယ်ဆိုရင်တော့သူကပြန်ကြိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာအဲ့လိုပြောလို့အဲ့ကောင်လေးကကချင်းပြည်နယ်တနိုင်းကနေပြီးတော့နေပြည်တော်ထိကိုဆိုင်ငယ်နဲ့လာတာဗျာဆိုင်ငယ်နဲ့လာတာမန်လေးတိသွားမှသူက အဲ့အဲ့မှာဒါတော်လိုင်းတက်ဖွဲ့တွေရဲ့ဒါထိမ့်သိမ့်ချခံရတယ်ပေါ့နော်တော်လိုင်းတက်ဖွဲ့တွေကဘာမှအနေမပြုတ်ပါဘူးဒါပေမဲ့ဒီဥစ္စာကိုသိစေချင်လို့ကျွန်တော်တို့စီကိုဗီဒီယိုဖိုင်ပို့လာတယ်အဲ့ဒါကတော့တည့်ရတဲ့အတိုင်းပဲဒါကျွန်တော်ပြောပြောတော့ပြောရမှာဘာဖြစ်လို့လဲဆိုတော့ဒီစစ်တက် lobby တွေကအခုဆိုရင်ပြည်သူတွေပေါ့နော်ဒါလူငယ်တွေကိုပေါ့နော်ဒါတနာစိတ်နဲ့တောင်မှဒါလိန်စိတ်နဲ့တောင်မှသူကဆွဲဆောင်ပြီးတော့ဒါပတ်စဖြစ်အောင်လုပ်ပေးနေတာလူသစ်စုပေးနေတာစစ်ကောင်စီအတွက်အင်အားရှာပေးနေတာ lobby တွေကအဲ့ကြောင့်စဉ်းစားကြည့်ဗျာဆိုတော့အဲ့ကောင်လေးကတကယ်ရိုးရိုးသားသားပုံစံလေးဒါမနှူးမနှက်လေးပေါ့နော် အဲ तू ချစ်တာပဲ तू သိမှာဗျာလုံးဝချစ်တာတစ်ခုလည်းသိတယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့ तू ကဒါကိုကြီးပန်းကြီးအနေနဲ့ဗောနော်ပန်းစည်းတွေပေးတယ်လက်စွပ်တွေပေးတယ်ပန်းစည်းဆိုရင်ဒါ6သိန်းခွဲလောက်တန်ဖိုးရှိတယ်အဲပတ်စံပန်းစည်း6သိန်းခွဲလောက်တန်ဖိုးရှိတယ်အဲလက်စွပ်ဆိုရင်73သိန်းနဲ့အဲ့လိုမျိုးပုံစံမျိုးနဲ့ပိုးကြီးပန်းကြီးတွေကဆက်ပေးခဲ့တာရှိရယ်ဆပရိုက်လောက်တာအဲ့အဲ့လိုပေးခဲ့တယ်ဗောနော်အဲ့ဥစ္စာတွေကိုလည်းအဲ့ကောင်မှယူလေခဲ့ကျွန်တော်ပြောတာ ဲ့တော့ဒါဒါပြောချင်တာဗျာဒါစစ်လော်ဘီတွေအနေနဲ့ပေါ့နော်ဒါပိုးကြီးပန်းကြီးဆိုတဲ့ဟာမျိုးတွေကိုလည်းလိမ်လည်ပြီးတော့ယူဆောင်နေသလိုဒီဒီဒီတနာစိတ်တွေနဲ့ဆွဲဆောင်ပြီးတော့ပေါ့နော်ဒါဒီလူငယ်တွေကိုလည်းဒါစစ်ကောင်စီရဲ့ဒါအတုံးချကန်သူတွေဖြစ်အောင်ဆွဲဆောင်နေတယ်ဆိုတဲ့ဟာကိုလည်းဒါသိစေချင်တယ်ပေါ့နော်အဲ့တော့သစင်ဦးကဘယ်လိုလူမျိုးလဲဆိုတာကလည်းအားလုံးကသိကြပြီးသားဒီလိုမျိုးအမျိုးသမီးကပေါ့နော်သူကဒီဒီသူမှန်းမယ်ဆိုရင်ဗျာဒီလိုမျိုးပါစလုပ်မဲ့သူကိုသူမှန်းမှာမဟုတ်ဘူး ဒါကတော့အားလုံးလည်းသိထားပြီးသားသူကဒီစစ်တပ်နဲ့ပေါင်းပြီးတော့အကုန်လုံးစစ်တပ်အကြောင်းအကုန်လုံးနှောကြည့်အောင်တည်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ပေါ့နော်လုံးဝသေလန်းကိုသွားရမယ်ဒီပါစာတယောက်ကိုသူကပြန်ကြိုက်မှာတော့သိကြတယ်မလုပ်ဘူးဒါပေမဲ့အဲ့လိုမျိုးဒါဟန်ဆောင်တဲ့ပုံစံမျိုးနဲ့ပြန်ချိုက်ချင်အောင်ဟန်ဆောင်ပြီးတော့အခုလိုမျိုးလူသစ်စုပေးနေတယ်ဆိုပြီးတော့လည်းဒါကျွန်တော်ယူဆရမှာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်လူငယ်တွေပေါ့နော်လူငယ် ဒီကလေးကိုလည်းဗျာအပြစ်တင်ရမလားဒေါသထွက်ရမလားတနာဝဲတနာရမလားမစင်စားတတ်ဘူးဗျာသူကအချစ်တက်ဖြစ်နေတာသူကအရန်ချစ်တက်တဲ့ကောင်လေးဖြစ်နေတာဆိုတော့ဒါတော်တော်ဆိုးဆိုးပါတော့ဒါပေမဲ့မင်းချစ်ပါတယ်ဆိုတဲ့သူကဘလို့လူမျိုးလဲဆိုတဲ့ဟာကိုသူကလည်းမသိတာလဲပါမှာပေါ့ဗျာနောက်တစ်ခုကပေါ့နော်ဒါနိုင်ငံရေးနဲ့ပတ်သက်လို့ရော ။ညာပြီးတော့ဒါအခုတော်လိုင်းနဲ့ပတ်သက်လို့ရောဒါတိတ်ပြီးတော့စိတ်ဝင်စားတဲ့သူမျိုးတွေလည်းဖြစ်မှာပေါ့ဗျာ။အဲဒီဟာလူမျိုးတွေကိုပြစ်မှတ်ထားပြီးတော့အခုလိုလူသစ်ဆုတဲ့လုပ်ငန်းတွေလည်းစစ်ကောင်စီလော်ဘီတွေကကူပြီးတော့လှုပ်ပေးနေတယ်ဆိုတဲ့အကြောင်းကိုလည်းဒါကျွန်တော်သိစေချင်လို့ဒါဖောက်တယ်ပြန်ချတာပေါ့ဗျာ။အဲ့တော့တပ်ဖွဲ့တွေကအခုဒါကျွန်တော်ဒီအိုက်ကောင်လေးနဲ့ဒါဒဇင်ဦးနဲ့ပြောထားတဲ့ဒါအတန်ဖိုင်တွေအဲပြောထားတဲ့ secret record တွေပြီးတော့ဂျားကန်ဆိုပြီးတော့လည်းသိရတယ်ဂျားကန်တယောက်နဲ့ပြောထားတဲ့ဟာတွေလည်းကျွန်တော်တို့ရထားတာရှိတယ်ပေါ့နော် အောက်တိုဘာ9ရက်နေ့ KIA ရဲ့အောင်ပွဲသတင်းတွေကိုဆက်မနေဦးမေကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဒီပမော်မှာအောက်တိုဘာလ5ရက်6ရက်9ရက်3ရက်စလုံးမနောကွင်းရဲ့ Golf ကွင်းရဲ့လေရင်ကွင်းရဲ့ဒီကွင်း3ကွင်းနားမှာတိုက်ပွဲတွေတပြိုင်တည်းထိုးစစ်ဆင်ခဲ့တယ်။ဆိုတော့ဖျားသခင်ကျေးဇူးတော်ကြောင့်ဒီနေ့အောက်တိုဘာလ9ရက်နေ့မနက်မှာတော့မနောကွင်းနားမှာရှိတဲ့ခွေးစခန်းနှစ်ခုကို ိမ့်ပိုက်နိုင်ခဲ့ပြီဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။ဆိုတော့အခုဒီအော်တိုဘာလာ၃ရက်နေ့ကနေမှဒီအော်တိုဘာလာ၉ရက်နေ့အထိကစခန်းတစ်ခုတိမ့်ပိုက်နိုင်ခဲ့တဲ့စစ်ခွေးအကောင်နေရာနီးပါးကိုမြန်မာမျိုးပြင်ပေါ်ကနေမှရှင်းလင်းနိုင်ခဲ့ပြီဆိုတဲ့အကြောင်းပြောပြချင်တယ်နော်။မနေ့ကတော့ဝိုင်းမော်လမြောင်မှာစခန်းတိမ့်နိုင်ခဲ့တယ်ဒီနေ့ကတော့ဘမော်မှာစခန်းတိမ့်နိုင်ခဲ့တယ်ဆိုတော့အခုဝိုင်းမော်လမြောင်မှာလည်းတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေတယ် ဖကမာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဗမောက်မှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့နော်။ပြီးနောက်တစ်ခုကတော့ဒီပိုတာဦးဘက်မှာနေတဲ့လူတွေကိုနည်းနည်းလေးအဲဒရိပေးခြင်းတဲ့အရာတစ်ခုရှိတယ်။ဒါပါလေဆိုတော့အခုခေါင်းလမ်းဖူးမာယောပိုတာဦးမာယော KIA တွေကိုစန့်ကျင်တဲ့အဲတပိတ်မောက်ခဲ့တဲ့အဥ္စာကိုလုတ်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲတွေဖြစ်လာနိုင်ဖို့အခြေအနေတွေအများကြီးရှိတယ်။ကျတော့ပြည်သူလူထုဒီဘက်ကနေမှ ကိုတတ်နိုင်တဲ့လောက်စားနပ်ရိက္ခာတွေကိုပြင်ဆင်ထားကြပါလို့ပြောချင်တယ်ပြီးတော့အခုမစ်ချန်နဲ့ပူတာအိုကိုတွားတဲ့ကားတွေကိုစစ်ဆေးရေးတွေအများကြီးရှိပါတယ်သတိထားကြပါပြလို့ရှင်လဲတော့ခဏတော့ပြောလို့အခု KIAD ကိုစန့်ကျင်တပိတ်မောက်တာနှစ်ခါရှိပြီဖြစ်တဲ့အတွက်ကြောင့်မကြာခင်မှာတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်စစ်နေရိက္ခာတွေကိုတိုးလောင်ထားကြပါလို့ကျွန်တော်ပြောချင်တယ်နော်အားလုံးသိတဲ့အတိုင်း ွေးတွေပြင်းထန်လာနိုင်တယ်။စက်နှရိတ်ခါတွေကိုတိုးလောင်ထားကြပါလို့ကျွန်မပြောချင်တယ်နော်။စစ်တပ်လော်ဘီဘက်မှာဘာဖြစ်နေလဲဆိုတော့အခုဘူးလက်ကြီးအစွဲခံရပါတယ်။ပြီးတော့ကျော်မျိုးမင်းနဲ့ကျော်စုဦးလည်းဒီနေ့သူတို့ခွင့်ယူထားပါတယ်။ဘာဖြစ်နေမလဲဆိုတော့ကိုစီရှင်းပြတာနားထောင်လိုက်အောင်နော်။ဟုတ်တည်တဲ့အတိုင်းမဲစရင်မှားတယ်ဆိုပြီးတော့အကြောင်းပြချက်နဲ့အာနာယူပြီးအာနာသိမ့်တဲ့စစ်တပ်ဟာ သူတို့ကျင်းပမဲ့ရွေးကောက်ပွဲဆိုတဲ့ဒီအတူအယောင်ပွဲမှာတော့မှလူ900မှာ300ကစရင်မှားနေပါလေဆိုပြီးတော့ထွက်ပြောလိုက်တဲ့ဘူးနဲ့လှဆိုတဲ့စကားတခွန်းဟာနော်ခွေးကိုနှာနှုတ်ကိုဖျက်ရိုက်လိုက်သူတို့မင်းအောင်နိုင်ကထိပ်သွားတာမှအချိုက်ကိုထိပ်သွားတာအဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြော်မျိုးမင်းရတယ်ဘာထွက်ပြောလဲဆိုတော့နော်ဘူးနဲ့လှဆိုတဲ့စကားကြောင့်လူတွေတိကုန်တယ်လူတွေတိကုန်တဲ့အတွက်နော်ဒီစစ်ကောင်းဆောင်တွေ နော်တိတ်ခါတွေကြပါတယ်ဆိုပြီးတော့ဘူးနဲ့လှဆွေကိုဖမ်းအောင်လို့ထွက်ပြောခဲ့တဲ့အတွက်မနေ့ကတော့ကျွန်တော် reaction လုပ်ထားရည်တယ်အခုဒီနေ့မှာတော့ဘူးလက်ကိုစစ်တပ်ကလာခေါ်ပြီးတော့ဆက်သွယ်မှု area ပြင်ပရောက်နေပါတယ်လူကြီးမင်းခေါ်ဆိုတော့လေးစားပါတယ်ဆိုတဲ့တယ်လီဖုန်းဟာအခုနောက်စစ်ကြောရေးမှထုတ်ခံတိနေပါပြီရှင်နေပြည်တော်မှာမဲဆင်းမားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှဆွေကိုမနေ့ညပိုင်းစစ်တပ်ကနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားပြီးဒီနေ့အဆက်အသွယ်မရတော့ဘူးလို့တီးရပါတယ် အော်တိုဘာလာ9ရက်နေ့မှာဘူလက်လာဆွေကနေပြည်တော်မှာမဲဆင်းတွေမာနေတဲ့အကြောင်းလူရင်900ရှင်300လောက်မာနေကြောင်းတေးတဲ့သူတွေစီးရင်ပါနေပြီးရက်ွက်အုပ်ချုပ်ရေးမှူးနဲ့မိသားစုဝင်တွေတောင်းမဲဆင်းမပါကြောင်း2020အရွေးကောက်ပွဲကလာမဲဆင်းဟောင်းကိုတုံးတယ်လို့ယူဆကြောင်းမဲဆင်းများအလွန်ကွာဟနေပြီးမဲဆင်းများပြန်လည်ပြုပြင်ရန်ပင်အချိန်တပတ်တာကြာတော့ကြောင်းမဲဆင်းမာရွေးမှုအစမပြေကြောင်းဘူလက်လာဆွေကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲနောက် အော်တိုဘာလာ၈ရက်နေ့ညပိုင်းမှာဘူလက်လာဆွေကိုစစ်တပ်ကနေအိမ်ကနေလာရောက်ခေါ်ဆောင်သွားတော့ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့ထိဘူလက်လာဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းခေါ်လို့မရတော့ပါဘူးပုံမှန်အားဖြင့်နေ့စဉ်တနေ့တော့ဗီဒီယိုလေးတွေတင်ပြီးနိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုတုံးတစ်ချက်ဗီဒီယိုလေးဖြန့်ဝေလေးရှိတဲ့ဘူလက်လာဆွေရဲ့ TikTok အကောင့်မှာလည်းပါဗီဒီယိုမှာမတင်နိုင်တော့တာတွေ့ရပါတယ် စစ်တပ်နဲ့လော်ဘီအမေရိကန်သတင်းသမားတွေစုဝေးနေကြတဲ့ Viber Group မှာလည်းသတင်းသမားအမေရိကန်စစ်တပ်နဲ့လော်ဘီအမေရိကန်သတင်းတွေစုစစ်တပ်စစ်တပ်နဲ့လော်ဘီအမေရိကန်သတင်းသမားတွေစုဝေးနေကြတဲ့ Viber Group မှာလည်း တရင်သမအမိခံစစ်တပ်လော်ဘီအောင်မင်းကဘူလလဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ပါဘူးမေးခွန်းမေးသူအောင်မင်းဆိုတာကမေးခွန်းမေးသူအောင်မင်းဆိုတာကခင်ရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့အမာခံလော်ဘီလည်းဖြစ်ပါတယ်မဲဆင်းမာရွေးမှုအကြောင်းပြလို့အာနာသိမ့်ခဲ့တဲ့စစ်တပ်အတွက်ဘူလလဆွေရဲ့ဝေဖန်ချက်က အရှိုက်ကိုထိုးသလိုဖြစ်သွားစေနိုင်တယ်လို့ကြံ့ခိုင်ရေးတရင်ရင်းမြစ်ကတုံ့တက်ပါတယ်။ဒါပေမဲ့ဘူးလက်လာဆွေကိုစစ်တပ်ကဖမ်းသွားလာခေါ်မင်းနေရလားဆိုတာကိုကြံ့ခိုင်ရေးပါတီဘက်ကလည်းဘာမှမသိဘူးလို့အဲ့လိုအဲ့ဒီတရင်ရင်းမြစ်ကဆက်ပြောပါတယ်။ကျန်းဖို့ပါတီအတွင်းမှာမင်းအွန်လိုင်းနဲ့စစ်တပ်ထိပ်ပိုင်းကတရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးပါတီအနေနဲ့အတွင်းရေးတွေကိုဘ ਹੁ ကော်မတီအဆင့်ကိုတောင်းတိခွင့်မရှိတော့ဘူးလို့ကြန့်ခိုင်ရေးတရင်ရင်းမြက်ကဆိုပါတယ် သတင်းမှာပါလာတဲ့အတိုင်းကျွန်တော်ဖတ်ပြတယ်အဲ့တော့လက်ရှိသူတို့ရဲ့ဒီစစ်ခွေးဘောမဒီဘက်မှာလည်းဘူလက်လှဆွေကိုစစ်တပ်ကခေါ်ရတာတော့ဟုတ်တယ်နော်အာဘာမဟုတ်ဘာညာနဲ့ပြောပြီးတော့ဖြီးဖြန်းပြီးတော့ပဲပြန်ထွက်လာမလားဒါမှမဟုတ်ဇော်ဘုံဟိန်းလိုမျိုးအဲဇော်ဘုံဟောင်လိုမျိုးပဲဘူလက်ကြီးလည်းဂျေအောင်ရမလားဆိုတာတော့ဒါဘလူးမမပြောနိုင်သေးဘူးပေါ့နော်စောက်ကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီညမှာပြောချင်တာကဘလူးဖြစ်ဖြစ်ဘူလက်ပြောတဲ့စကားကိုစစ်တပ်ကမကြိုက်လို့လာခေါ်ရတာကိုကျင်းတယ် အဲ့ဒီတို့ကျွန်တော်တို့ဒီညမှာတုံးတက်ပြချင်တာကဘူးနဲ့နှဆွေဆိုတာစံဖို့ပါတီရဲ့ထိပ်ပိုင်းအမာခံကောင်းဆောင်နော်စောက်ပေါင်းဖြစ်ခံပြီးတော့ကိုဗယံပဒါထွက်ပြောပြီးစံဖို့အတွက်ကိုရက်တီတဲ့လူတယောက်အားလုံးနဲ့တည်အဲ့လိုလူမျိုးတယောက်တောင်မဲစရင်မှားနေလို့မှားနေတယ်ပြောတာကိုဆက်ဆက်အထိမခံအခုလို့ချက်ချင်းခေါ်ပြီးတော့ဒါမေလာချက်ချင်းခေါ်ဖန်လာဆိုမတည်သေးဘူးနော်အဲ့လိုလောက်တယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေထားကဘယ်အနေထားဖြစ်နေတာလဲဒါဘူလက်လက်စီတို့ဆိုလဲဒီစစ်ဗိုလ်ချုပ်အတိုင်းဝိုင်းနဲ့ထွက်လာတဲ့လူပဲသူတို့စစ်ဗိုလ်ချုပ်အချင်းချင်းတောင်မှမှားလို့မှားတယ်တောင်ပြောခွင့်မရှိတဲ့ဒီအဝင်းအဝိုင်းကြီးကကျွန်တော်တို့ပြည်သူတွေကိုဘယ်လိုဆက်ဆက်မှာလဲဒါကိုဒီစစ်တပ်ကိုထောက်ခံနေတဲ့အတိုင်းဝိုင်းလို့ဒီတပ်ဖွဲ့ပါတီအတိုင်းဝိုင်းဝင်နေတဲ့တိတင်တယ်နော်ဒါလေးကိုဒါတွေကိုကြည်ချင်းအဖြစ်ခင်ဗျားတို့တိတင်တယ်နောက်တစ်ခုကလက်ရှိတပ်ဖွဲ့ပါတီမြန်မာပြည်မှာ NND ဘာကြောင့်အားကောင်းတာလဲလက်ရှိတပ်ဖွဲ့ပါတီကြောင့် NND ကအားကောင်းတာ ရှင်းရှင်းပြောရင်ကျန်းဖို့ပါတီဟာ NLD ရဲ့ lobby ဆိုရင်မမှားဘူးပြတကယ်ပြောတာဘာဖြစ်လို့လဲကျန်းဖို့ပါတီကိုအစအနေကျွန်တော်တုံ့တက်ပြမယ်နံပါတ်1ကျန်းဖို့ပါတီဟာအတင်းပိုင်းကနေပါတီပိုင်းဖြစ်ပြောင်းလဲခဲ့အဲ့တော့သူ့ရဲ့ရည်တည်မှုကစလာတဲ့ကဥပဒေနဲ့မညီဘဲနဲ့အာဏာရှိတဲ့အတိုင်းလုပ်ချင်တယ်လုပ်ခဲ့တာအမှန်တကယ်ဆိုဥပဒေကြောင်းရဆိုရင်ပါတီပိုင်းပစ္စည်းတည်နိုင်ငံပိုင်းပစ္စည်းအများပိုင်းပစ္စည်းဖြစ်တယ်အများပိုင်း sorry အတင်းပိုင်းပစ္စည်းတည်နိုင်ငံပိုင်းပစ္စည်းအများပိုင်းပစ္စည်းဖြစ်တယ် အဲ့ဒီအတင်းပိုင်ပစ္စည်းကိုနိုင်ငံပိုင်အဖြစ်ပြောင်းပါတီပိုင်အဖြစ်ပြောင်းလဲလို့မရဘူးနော်ဒါပေမဲ့ကျန်းမာရေးပါတီဟာကျန်းမာခိုင်ဖွံ့ဖြိုးရေးအတင်းဆိုပြီးတော့တနိုင်ငံလုံးမဝင်မနေရလူတွေလုပ်ပြီးတော့ဝင်နေပါတီယုံတွေဒီအတင်းရဲ့ယုံတွေယုံကန်းတွေအတုံးဆောင်ပစ္စည်းတွေကစပြီးတော့တန်းဟာအတင်းပိုင်လုတ်ခဲ့တာအဲ့ဒီအတင်းပိုင်ကိုပါတီပိုင်ဖြစ်ပြောင်းလဲလိုက်တော့ဘာဖြစ်သွားလဲဒါဟာအလွယ်တုံးစားလုတ်တာပဲစလာတဲ့အလွယ်တုံးစားလုတ်တယ်ကထဖွင့်လုတ်ပေးလိုက်မှတစ်ချက်ဒုတိယတစ်ချက်ကဘာလဲဆိုရင် လက်ရှိတန်ကန်ဖွံ့ဖြိုးပါတီရဲ့ဖွဲ့စည်းပုံဖွဲ့စည်းပုံကိုကြည့်လိုက်မယ်ဆိုရင်တန်ကန်ဖွံ့ဖြိုးပါတီမှာเนาะမြို့နယ်အဆင့်ကစပြီးတော့ဗဟိုကော်မတီဝင်နောက်ဆုံးဥက္ကဋ္ဌအထိဘယ်ကလူကြီးလဲစစ်တပ်ကဘောင်းမီချွတ်တာလည်းလူကြီးအဲ့တော့တန်ကန်ဖွံ့ဖြိုးပါတီစတင်တည်ထောင်တဲ့ကဟိုအတင်းချိန်တဲ့ကနေပါတီဖြစ်တော့လဲပါခဲ့တယ်ပါတီဖြစ်ပြီးတော့ရွေးကောက်ပွဲတွေမှာလည်းတောက်လျှောက်ပါခဲ့တဲ့အမာခံတွေအများကြီးရှိတယ်တာမန်ပြည်သူတွေ တာမန်ပြည်သူတွေညဝင်တန်းနေတဲ့ပါတော့ကျွန်တော်ပြောလို့ဆရာဝန်တွေနဲ့ပါမယ်အင်ဂျင်နီယာတွေနဲ့ပါမယ်အားကစားဘက်ကလည်းပါမယ်ကျန်းမာရေးဘက်ကပါပညာရေးဘက်ကလည်းပါမယ်စသဖြင့်ဤဌာနအယောင်တွဲပေါင်းစုံနဲ့ပါထားတဲ့အမာခံကြက်ကန်ဖွံ့ဖြိုးပါတီဝင်တွေကအယိုးဓာတ်ဆွေးအောင်ကြက်ကန်ရေးထဲမှာနေရတယ်ပြည်သူအမုန်းခံပြီးအယွန်ခံပြီးတော့ဒါကြက်ကန်ရေးပါတီတည်တံ့ဖို့အတွက်အောက်ချေနော်ကြောကုန်းတွေကုန်းခံပေမဲ့တကယ်တကယ်ဥဆောင်ခွင့်ရတာကြတော့စစ်တပ်ကဘောင်းမီချွတ်တဲ့တူပြီးသားနေရာဝင်ယူတယ် အခုရွေးကောက်ပွဲနော်တပါတီနဲ့ရှင်ပြိုင်ပြီးတော့နောက်အာဏာရတာမရတာခါလောလောဆယ်တော့သူတို့အိမ်မက်ကတော့တပါတီနဲ့ရှင်ပြိုင်တပါတီအစိုးရဖွဲ့ဝင်ဂျင်းနေရတယ်နော်နောက်မှဟိုတိုင်းပြည်အာဏာရတာမရတာတာခါအဲ့လိုအဲ့လိုအခြေအနေမျိုးမှာဒီတက်နိုင်ဖွံ့ဖြိုးရေးပါတီမှာအမာခံတသက်လုံးတော့အောက်ကျင်းနော်ကုံယုံခံလာတဲ့လူတွေကနေရာမရဘဲနဲ့မင်းအောင်လှိုင်ကသူ့လူဗနယောက်သွားဆိုပြီးတော့ထဲလိုက်ကောက်ကောက်ပြီးတော့လွတ်တော်အမတ်နေရာလာယူသွားတယ်အဲ့တော့ကိုမောင်မောင်မင်းကြီးမင်းမင်းရမယ် ကျန်းခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာတသက်လုံးအမအဘုံကံအပြောကံအစဲကံပြီးလုံလာတဲ့ပါတီဝင်တွေပါတီဝင်အဟောင်းတွေကပါတယ်နွားတွေလားကိုကိုနွားလို့တတ်မှတ်ထားလို့ရှိရင်တော့ဒါခင်ဗျားတို့တဘောပဲเนาะကျွန်တော်ကျွန်တော်ပြောရရင် sorry ဒါကျွန်တော်အမှန်တရားတုံးတက်ပြเนาะဘာအမှန်တကယ်ဆိုရင် သူ့လောက်တဲ့နဲ့သူ့အရင်ရှင်းနဲ့သွားတင်တာမဟုတ်ဘူးလားအဲ့တော့ကျန်းခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဖြစ်နေတဲ့ပုံကြည့်အဲ့တော့ငါတို့ကကျန်းခိုင်ဖွံ့ဖြိုးရေးပါတီဝင်ထားလို့เนาะပါတီထဲမှာစူးစမ်းထားလို့နေရာတနေရာရဖို့မပြောနဲ့ နွားစင်နဲ့အဖြစ်ခံအိမ်ဖြစ်ခံသူတို့တွေစစ်တပ်ကဒီဘောင်းမီချွတ်တွေလာရင်အစင်နဲ့ထိုင်မဲ့ကလေးခိုင်တို့အောက်ခံကြောမိုးခံပေးရတယ်အတူတူဖြစ်နေနှစ်ချက်နော်ဒုတိယတတိယတစ်ချက်တတိယတစ်ချက်ဒီဘာလဲဆိုတော့လက်ခိကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဒီ NND အပါအဝင်ပေါ့နော်တပတ်လုံးနဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးမှာပါခဲ့တဲ့ဒီစစ်ခေါင်းဆောင်ပိုင်းတွေဟာတတလုံးစစ်ဘိုလ်ချုပ်လောက်လာပြီးတော့တော်တစ်ဖက်တော်လှန်ရေးဘက်အတိုင်းဝိုင်းဘဒူတက်လာမယ်တက်လာတဲ့လူမှန်သမီးမျိုးစုံနှိပ်ကုတ်ခဲ့တာ နောက်ဆုံးမေတ္တာတုံလက်လက်ရွတ်တဲ့တန်ဃာတွေဝါအစာရင်းရင်းဆက်ဆက်တပ်ဖြတ်ခဲ့တဲ့စစ်ကောင်းဆောင်ဟုတ်တယ်နော်အဲ့ဒီလူတွေကဘောင်းပြီးထုပြီးတော့ကြံ့ဖိုင်ကြံ့ဖို့တဲကိုလာခဲ့တယ်ကြံ့ဖို့တဲရောက်ပြီးတော့အရက်သားအယောင်ဆောင်ပြန်တော့လေအရက်သားပုံစံမလုပ်ဘဲနဲ့မလုပ်လေတစ်ဖက်အတိုက်ခံပါတီကိုအတိုက်အခံလုတ်ရမယ်အစာအတိုက်ခံလုတ်တယ်ဆိုတာကမင်းတို့လုတ်တာဒီနေရာတော့မှားနေတယ်ကွာအမှန်ကထားအဲ့ဒါအတိုက်ခံအတိုက်ခိုက်ဆိုတာကအပြစ်ပဲထိုင်ပြောပြီးတော့ဒီကောင်တွေကိုထိုးချတယ် အဲ့ဒါအတိုက်ခိုက် လက်ရှိတန်းခိုင်ခွင့်ရွေးပါတီဒီအတိုက်ခံလို့လားအတိုက်ခိုက်လို့လားပြည်သူအားလုံးတည်တယ်အဲ့တော့ယုံကြည်စရာသူ့ပုံတကွမှမရှိဘူးသူ့ဟောယုံကြည်စရာတကွမှမရှိလေ NND ကိုပြည်သူကပုံဩပြီးအားပေးတယ်လက်ရှိမြန်မာနိုင်ငံရေးအဲ့ဒါပဲရှင်းရှင်းလေးပဲအဲ့တော့ NND ရဲ့အမာခံ lobby ဒီခမားတို့ပြောတဲ့ဒီဘိတ်မဟုတ်ဘူးစိမ့်ဘိတ်ဒီနော် NND ရဲ့အမာခံ lobby ဟာနှိမ့်မဟုတ်ဘူးเนาะမင်းတို့စစ်တပ်တောက်ခံတဲ့လူတွေပြောနေတာဟာနှိမ့်တွေကဘာဖြစ်လဲ NND အဲ့ဒါဒီကိုတကယ်အမားကအင်အားကောင်းတစ်သလုံးလုံးလာပေးလာပြီစိမ့်ပိတ်ပြီအခုလဲခင်ရဘူပတိဗမ္မတိတဲ့ထွက်ပြောပြန်ပြီဒီရွေးကောက်ပွဲမှာတို့ကျင်းနေအစိုးရဖွဲ့လို့ရမယ် NLD ရဲ့အခန်းကဏ္ဍကတော့နိုင်ငံရေးမှာပြီးွားပါပြီတို့စိတ်ထဲမှာ NLD ဆိုတာနာမည်လို့ထင်တာမဟုတ်အဲ့ဒါလော်ပေးတာ NLD ကိုတို့လော်ပေးတာတကယ် NLD ဆိုတာက NLD ဆိုနာမည်အခုဒေါ်အောင်ဆန်းစုကြည်ပါဝင် NLD ဟာနာမည်အခြားတစ်ခုနဲ့ကောက်ထောင်လိုက်ပြီဒီသူဘုရုအားပေးပြီအဲ့ဒါပဲ NLD ဆိုတာနာမည်မဟုတ်ဘူး တီသူကိုကိုစားပြုတ်နေတာအဲ့ဒီကိုစားပြုတ်နေတဲ့အရာကိုဘုရင်ကပြောသလိုကိုဘက်ပါလာအောင်ဘလို့အမှန်တွေကိုလောက်ပြပြီးတော့အခုဒီပဘောမတွေနော်ကိုမောင်မောင်တို့ကိုမောင်စိုးတို့အမှန်တွေထွက်ပြောလာကျန်းဖို့ပါတီခေါင်းဆောင်တွေဒါအဲ့ဒီပုံစံလောက်လာမယ်ဆိုရင်တီသူဟာချက်ချင်းကျန်းဖို့ပါတီရောက်လာပါနော်ညှဝါမယ်အခုတော့မဟုတ်ဘူးကျန်းဖို့ကဗယံပဒါတွေပြောပြီးတော့နေတော့တဖြည်းဖြည်းနဲ့တီသူကဓမ္မထိုင်ထိုင်ဒီဘက်အင်အားတို့ဖြစ်နေတာနော်အဲ့ဒါသူတို့စိတ်ထဲမှာအခုဒါ NLD ပါတီရတဲ့ ခင်ရအောင်ထွက်ပြောတယ်တမိုင်းမှာမရှိတော့ဘူးနိုင်ငံရေးမှာမရှိတော့ဘူးတူလန်းတူယူကကျွန်တော်တို့လောက်တာမဟုတ်ဘူးခလေးကလားစကားတွေဟမ်ပညာမဲ့စကားတွေအဲ့တော့ပါတီတစ်ခုရဲ့ခေါင်းဆောင်လုပ်နေတဲ့လူတစ်ချိန်ကလည်းစစ်ဘိုလ်ချုပ်လုပ်ခဲ့တဲ့လူတယောက်ရဲ့စကားဘလောက်တန်ဖိုးမဲ့နေတယ်ဘလောက်အနှစ်သာရကင်းမဲ့နေတယ်နော်ဘလောက်စောက်ပြတ်နေလဲပြည်သူတွေကသိတယ်မသိတာသူတို့ကိုယ်တိုင်ဆိုတော့ဘာဖြစ်သွားလဲသူတို့ဒီ NND ကို lobby လုပ်တယ်အဲ့တော့တကယ်ပြောတာမှာ NND ရဲ့ lobby ဒီကြံ့ဖို့ကောင်းဆောင် နော်အဲ့ဒီထဲမှာအခုဘူးလက်လာဆိုရင်ဘူးလက်လာဆိုရင်တခွန်းပြောလိုက်တာနဲ့ဘာဖြစ်လဲချက်ချင်းခေါ်ခေါ်ခံထိတယ်ဒါဖမ်းမှလားမေးမှလားထုမှလားမတိသေးဘူးဘာမှမမေးတော့မှနော်ဘာမှမလုပ်တော့မှခေါ်ခံထိပြီဆိုတော့ရစောက်တဲ့ခါမရှိတော့ဘူးကွာရှင်းနေတယ်ကိုယ့်ဘက်အဖွဲ့အချမ်းကကိုယ့်ကိုပြန်ခေါ်ပြီဆိုတဲ့ကစဉ်းစားကြည့်ပေါ့သူတို့ခေါ်အောင်လဲကြော်မျိုးမင်းတို့ကဝိုင်းပြီးတော့တော်နေတာနော်အဲ့တော့ကျမ်းဒီကျန်းမာရေးပါတီဝင်တွေအနေနဲ့အခုကျွန်တော်ပြောရတဲ့အချက်၃ချက်ကိုစဉ်းစားပါ မှားတယ်ဆိုရင်ပြောပါမမှားဘူးကျွန်တော်ပြောတာမှန်နေတယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုပြန်လည်သုံးတက်ပါကိုလုံနေတဲ့အလုပ်ရက်တွေမှန်လားမှားလားငါတို့ကဘယ်ဘဝရောက်နေတယ်ဒါလေးကိုတည်သိချင်ပါတယ်စဉ်းစားပါဒါကျွန်တော်ကောင်းကောင်းမွန်မွန်ရှင်းပြတာပါကိုအောင်အောင်နဲ့ကိုစဉ်းစားပါခမားတို့တွေမှာအတ္တိတရားတွေလူတိုင်းမှာရှိတယ်ဘယ်သူမှယူနေကြတာမဟုတ်ဗျာနော်ခံယူချက်စိတ်ပြင်းတာရယ်ခွနင်းကပြောအတ္တစိတ်ငါအားပေးတဲ့အဖွဲ့ငါတို့ဘက်အချမ်းဆိုတော့အဲ့ဒီငါဆိုရင်အတ္တတွေအောက်မှာ အမှန်တွေကိုမမြင်ဖြစ်မှာဆိုလို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ပြတာအဲ့တော့ဘူးလက်လှဆိုရင်တို့ဇော်ဘုံဟိန်းတို့ကိုနမူနာယူပါဖြစ်တင်လားဇော်ဘုံဟိန်းဆိုလည်းခုနကပြောသလိုဇော်ဘုံဟိန်းတော့ဒီစစ်တပ်ကိုအမာခံလောက်တာလုံပါထွက်ပြီးတော့အသေးခံလောက်တာဒါပေမဲ့အဲ့လောက်လုံတဲ့သူကအာမလို့အာမရဖြစ်ပြီးစေတနာဒေါတာနဲ့နော်သူတို့ရဲ့လိုအပ်ချက်ကိုတခွန်းလေးပြောလိုက်တာနဲ့ဘာလုပ်လဲချက်ချင်းဖမ်းပြီးထောင်ကို70နှစ်ချပစ်တယ်စဉ်းစားကြည့်ရင်ဖြစ်တင်လားမနက်ကဆိုရင်ခေါ်ပြီးတော့ပါးနေနားတွေရိုက်ပြလိုက် မင်းနောက်ကအိတ်ဆောက်ချိုးချိုးရင်မင်းကအထဲကိုထည့်ပြင်မယ်ဇော်ဘုံကြီးထတ်တော့ဦးမလားကဲဇော်ဘုံကြီးအပြစ်ပြောနေတဲ့သူတွေကျွန်တော်မေးရင်အဲ့လိုလောက်ထတ်တော့ဦးမလားအမာခံလေးဗျဟုတ်တယ်မလားအခုဘူးလက်လက်ဆိုရင်ဒီဘူးလက်ကတာစစ်ဘုံချုပ်တရားတကယ်တပ်ဖို့နဲ့မှအမာခံကြီးဒီလိုလူမျိုးတောင်မှမှားနေလို့မှားနေတယ်လေပြောမိတာနော်ချက်ချင်းခေါ်ခံကြည့်တယ်ဒါပေမဲ့ဘူးလက်ကလည်းခေါ်ခံမထိခင်ဗီဒီယိုဖိုင်တစ်ဖိုင်တင်ပြီးတော့ဖြာခင်းသွားတယ် အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာလည်းပြန်ဆုံတွေ့ဖို့ဖိတ်ခေါ်ပါတယ်။